မလောက်ပါနဲ့မလောက်ပါနဲ့ host တော့မလောက်ပါနဲ့ဆိုပြီးတော့ TikTok တခုပြပြန့်စင်နေရဲ့အကြောင်းအရာလေးကိုကျမဒီနေ့ပြောချင်တယ်ပေါ့နော်ကျမရဲ့ဒီကပ္ပသတင်းတွေတော့ပတ်သက်မှုမရှိဘူးဒါပေမဲ့ဒီအကြောင်းအရာလေးကိုကျမအရန်ပြောချင်တယ်ပေါ့နော်ကဲတော့ဒီအကောင့်လေးကိုလည်းပေါင်းလေးဖိတ်တဲ့ဒီ basic fan channel တို့တော့နိုင်ပါတယ် ဒီမင်းသမီးလေးကိုတော့ကျမလည်းအရင်တော့အရင်ကြိုက်ခဲ့တာမပါဘူးဒါပေမဲ့ဒီဟာလေးကိုသူရှင်းတာလေးကိုကြည့်ပြီးကျမသူ့အရင်သဘောကျသွားတယ်သူကတော်တော်ချစ်မွေးပါတယ်ပေါ့နော်ဒေါရဟတ္တကဟိုကတော်တော်ချစ်ဖို့ကောင်းတယ်လို့ပဲပြောရှင်တယ်အဲ့တော့အတူပြီးတော့မင်းကလေးတွေကိုပြောရှင်တာကွာဘယ်လိုပြောရမလဲဒီမင်းသမီးလေးတွေနဲ့ဆိုရင်အရင်ကောင်းတယ်လို့ပြောရမယ်ဒီလိုမျိုးဒီလိုမျိုးမကောင်းတဲ့လူပဲပြောရမယ်ဆိုလို့ရှင်တော့ဒီလိုမျိုးကွာ ထောက်ပြန်တဲ့ရောက်ကြပါဘလို့ပဲနေနောက်ကျရင်ဖောက်ပြန်ပါပဲဒီခုသူအရန်တေနာအောင်ချက်လာပါကြီးရဲ့ဆိုပြီးတော့မေတ္တာစင်မေတ္တာနှံကြောင့်ဒီမိန်းမကတော့သူယူလိုက်ပါတယ်ဆိုပြီးတော့သူလှုပ်လိုက်လှုပ်လိုက်တာကိုကအဲ့မှာအဲ့ဒီယူလိုက်တဲ့မိန်းကလေးကကန်ဆိုးတာပဲသူ့လက်ထဲမှာလည်းဒီကူကပြုတ်ပြင်မယ်လို့မထင်နဲ့သူသွားမှတတ်လျှောက်ပြီးစားဆိုပြုတ်ပြင်လို့မရဘူး ဒီမင်းသမီးလေးဘက်ကသာဒါအရန်ကန်ကောင်းထောက်မှဆိုရင်သူကဒီကဒီလိုမြောက်နိုင်ခဲ့ပေါ့နော်။သူအဲ့ဒီလိုမျိုးညာပါသူကမတွေးရဲစရာလေပြောချင်တာလေ။အာပြီးတော့လေအခုဒီမင်းမီးလေးနဲ့ပတ်သက်ခဲ့တဲ့အဲ့ဒီထုတ်လုပ်သူဆိုတဲ့သူကလည်းဒီတော်တော်ကြီးကိုအထင်မကောင်းတဲ့သူကိုကျွန်မမြင်တယ်။ဘာလို့လဲဆိုတော့သူကလက်ရှိမိန်းမကိုညှို့ညွတ်မှဆိုးလို့အပရန်ကိုမိန်းမမျက်နှာပြတ်မှဆိုမိန်းမကိုဖားရားချင်ပြီးတော့အမုန်းတင်နေတဲ့ခါကျတော့သူကတစ်ဖက်ကသူနဲ့တွဲခဲ့တဲ့သူ့ရဲ့ဒီဒီစားဟောင်းဒီမင်းမီးလေးကိုကြတော့ မြစ်တာစင်မြစ်တာမှန်နဲ့မချစ်ခဲ့ပါဘူးအပျော်ကြံခဲ့တာဆိုတဲ့စကားမျိုးပုံစံဖြစ်နေတယ်သူ့ဥစားဘာလဲဆိုတော့ဒီသူနဲ့ဟုတ်တတ်တဲ့မျိုးသမီးပေါ်မှာမြစ်တာစင်မြစ်တာမှန်နဲ့ဆက်ဆွဲနဲ့ချစ်ခဲ့မိလို့သူ့ကိုယ်သာလက်ပေါ်တော့ခဏလေးနဲ့ဟိုလက်ထပ်ချစ်ခဲ့ရဆိုတဲ့ပုံစံမျိုးကွာသူနဲ့ပတ်သက်တဲ့ချိန်မှာဘသူနဲ့မှမရှုပ်ခဲ့ပါဘူးမိန်းမနေနဲ့ပတ်သက်တော့ကရှုပ်ခဲ့ရတဲ့အကုန်လုံးကသမီးသမီးကိုလက်ထပ်ဖို့ရွေးချယ်လည်းမရှိဘူးသမီးသမီးပေါ်မှာလည်းမြစ်တာစင်မြစ်တာမှန်နဲ့မရှိခဲ့ဘူးဆိုတဲ့ပုံပေါက်နေတယ် ပြီးတော့အဲ့ဒီထုတ်လို့သူကပြောသေးရနော်သူရဲ့ EA store မှာသူကဘယ်သူ့ပေါ်မှသူမယုံမှခဲ့ပါဘူးဆိုတော့သူ့ကိုသူကအကပါလုပ်ပြီးဖုန်းတင်နေတာပြောချင်တာသူသားတကယ်တမ်းမယုံမှဘူးဆိုလို့ရှိရင်အခုဖြည့်ရှင်းတဲ့အခါမှာလည်းပြောရမှာမင်းသမီးတိတ်တက်ကလည်းသူကပါလုပ်ရမှာလေကျွန်တော်သူနဲ့ကြိုက်ခဲ့စဉ်တုန်းကလည်းသူ့ပေါ်မှာကျွန်တော်မြစ်တာစစ်မြစ်တာမှန်နဲ့ကျွန်တော်တို့တော့ထားပြီးတော့ပတ်သက်ခဲ့ပါတယ်ဒါမှအကြောင်းမတက်စတော့လမ်းခွဲသွားတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဆက်သွယ်တော့မှမရှိတော့ပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်ရမှာအခုဟာပြောရင်ဘာမှ ပေါ့နော်ဒီကျွန်တော်မိန်းမနဲ့တွေ့မှသာမေတ္တာစေမေတ္တာမနဲ့ချစ်မိသွားလို့ပါဆိုတဲ့စကားမျိုးလုံးဝမတုံးသင်ဘူးတပတ်ကအေးအေးစိန်ကြအပျော်ချမ်းပြီးတော့ခြေဆေးခဲ့ရုံသက်သက်ပေါ့အရောက်900ကျော်ဖောက်ပြန်ခဲ့တယ်ဆိုတော့လဲတာမဟုတ်ဘူးနော်ဘာလို့လောက်တာအရှင်းစရိုက်မကောင်းတဲ့ကောင်းလို့ဆိုတော့အာပြီးတော့ဒါသူ့နဲ့ဘက်ကလိုက်ပြောတဲ့ဒီအဲမင်းသားလားအဲ့ဒီလူကလည်းဒါဒီကြေအောင်မကြတာပြောမကြံတဲ့ကြောင်တခြားဟာဒီမင်းကလေးတွေချေရပိတ်စင်ကြအကုန်လုံးအပြောကြံတဲ့ချေစိုးလို့ရရတဲ့အဆင့်တန်းတွေပေါ့ဒီကောင်ကလည်းဖားချင်တာနဲ့ကြည့်ဖား နော်အရန်ကနှမသားချင်းမဆာနာတဲ့အောက်တန်းကျတော့ရုံကတော့သူတွေလိုပဲပြောချင်တယ်အဲ့ဒီမင်းသားရောအဲ့ဒီရထုတ်ထုတ်သူဆိုတဲ့သူပေါ့အရန်ကိုညွန့်စရာကောင်းတယ်ဘသူမှရမယ်နဲ့ကျမမပြောဘူးနော်ဒါပေမဲ့သူတို့ထွက်လာတဲ့စကတ်လုံးတွေအရန်ပြောပြတာမင်းသမီးတွေကအောက်တန်းနဲ့လောက်ပါရမလားပတ်ဝန်းကျင်နဲ့ဝိုင်းလို့ဖုန်း